မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာမကြီးယူရေးသားထားတဲ့ကျမချစ်သောနိုင်ငံ ဆိုသည့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာဆောင်ပါးများစာအုပ်ထဲမှာဘုသက်စင်းနဲ့ဘိုးဆိုသည့်ဆောင်ပါးကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် ူသမိုင်းမှာအရှိကြဆုံးစစ်ပွဲကပိုးမွားတွေကိုနှိမ်နေရတဲ့စစ်ပွဲပဲပိုတက်စင်းနေပိုးလွန်ခဲ့တဲ့တနည်းနည်းနည်းလောက်တုန်းက mouse hand ဆိုတဲ့ရုပ်ရှင်စကားတကူကြည့်လိုက်ရတာမှတ်မိနေတယ်။သမီးတို့စီမှာအန်ဒီစကားရောက်မရောက်တော့မသိဘူးလေ။တော်တော်ကြည့်လို့ကောင်းတဲ့စကားပါပဲ။လွန်ခဲ့တဲ့ဟာတာကွက်တွေမဖြစ်နိုင်တဲ့ပြကွက်တွေအနေအပါပါပေမဲ့တော်တော်ချစ်စရာကောင်းအောင်ရိုက်ထားတဲ့စကားသမီးရဲ့ ဇလိုက်ကညီကိုနှစ်ယောက်အဓိကဇပ်ပိုးစကောင်ကကြွက်ကလေးတကောင်ပဲသူတို့အဖေတည်သွားတဲ့အခါအဖေကသားနေရအတွက်ဆက်ယုံတကွန်းနဲ့အင်အိုကြီးတကုတ်အမွေထားရခဲ့တယ်အင်အိုကြီးမှရောက်နေနေတဲ့ကြွက်ကလေးတကောင်ကိုနှိမ်နှင်းမှုနီးပြူဟာအမျိုးမျိုးသုံးနေရတဲ့အဖြစ်အပျက်ကိုရိုက်ပြထားတာရဲစရာတော်တော်ကောင်းနေသူတို့နိုင်ငံတွင်အမေရိကန်ရောဥရောပရောကြွက်ကိုအသေးလေးမုံကြောက်ကြတယ်ဆိုတာအဲ့ဒီဇာတ်ကားမှာသိတာနေတယ် ကြော်တကောင်ကိုတွေးလိုက်ရတာဟာသူတို့အတွက်အန်ရည်ပြူမဲ့ရန်သူတယောက်တွေးလိုက်ရတယ်လို့ခံစားကြရတယ်။ကြော်ကိုမြင်မြင်ချင်းပဲနှိမ်နှင်းတက်ဖြတ်ပြေးရမယ်ဆိုတဲ့အသည့်ရှိကြတယ်။ကြော်ဟာအန်ရည်အလွန်ကြီးရလဲအမှန်ပဲကိုပလယောဂါလို့ခေါ်တဲ့ကယောဂါတခုကိုတမိချဘူးသင်မှုပါတယ်။ကြော်ကနေဖြန့်ပေးတဲ့ယောဂါဆိုတခုအဖြစ်အထင်အရှားရှိခဲ့တယ်မဟုတ်လား။အခုတော့ကံကောင်းထောက်မှလို့ပလယောဂါဆိုမကြုံကြရတော့ဘူး။လွန်ခဲ့တဲ့နှစ်တရာအတွင်းတော့ ပလယောဂါဟာကဘာနဲ့အဝမ်းလူပေါင်းများစွာကိုအစုလိုက်အပြုံလိုက်တတ်ခဲ့တာ။ဒါအပြင်ကြွက်ဟာတခြားယောဂါမျိုးစုံကိုတည်ပင်းနေတော့မယ်။ဒီတော့လေသူတို့အတွက်ကြွက်ဟာကြောက်စရာ မုန်းစရာချက်ချင်းလငင်းတက်ပြတ်တုတ်တင်စရာရန်သူမျိုးစားပဲပေါ့။အခုအန်ဒီတို့တိုက်ခမ်းမှာကြွက်တွေရောက်နေတယ်။ဘယ်ကနေရောက်လာသလဲလို့သမီးတအံ့တော်ဖြစ်မှာပေါ့နော်။လေကားကနေတက်လာတာလို့ပြောရင်သမီးပုံအံ့ဩသွားပါလိမ့်မယ်။ တကယ်ကိုလှေကားကနေတက်လာတာသမီးရဲ့အဲ့ဒီညာကဧည့်သည်လာလို့ဧည့်သည်အတွက်တကားဖွင့်ပေးပြီးပြန်မပိတ်ရခင်မှာလှစ်ခနဲပြေးဝင်လာတဲ့ကြွက်တကားဟာတေးသေးကွယ်ကွယ်လေးပါပဲဘယ်ချိန်ကလေးကဝင်ဖို့ချောင်းနေလဲမသိဟဲ့ဟဲ့ကြွက်ကြွက်ဆိုပြီးခြောက်လန့်မောင်းထုတ်ဖို့ကြိုးစားပြီးမြဆိုပါရီအောက်ကိုဝင်ပြေးပုံသွားတာမြန်လိုက်တာသမီးရဲ့အန်တီလဲဧည့်သည်နဲ့စကားပြောဧည့်ခံရမှာမို့ကြွက်ကိစ္စကိုနောက်ဆုတ်ထားခဲ့လိုက်ရတယ် ဧည့်သည်ပြန်သွားတော့နည်းနည်းညံ့နေနေပြီဆိုတော့အန်ဒီနဲ့အန်ဒီတွင်အဲ့ဒီညမှာစစ်စင်ကြီးမလုံလိုက်တော့ဘူးအန်ဒီတို့ညီမနှစ်ယောက်သုံးမဲ့စစ်စင်ကြီးကလည်းအတော်ခက်ခဲပြီးအတန်ဆူညံမဲ့အမျိုးအစားကိုသူများအိမ်တွေကိုအနှောက်ယှက်ဖြစ်မှာကိုလည်းကိုကငဲ့ညာပြန်ရောလေစဉ်းစားကြည့်ပေါ်သမီးရဲ့ကိုအိမ်နဲ့ရောက်လာတဲ့ကြွက်ကိုထိခိုက်အနာတရားတောင်မဖြစ်စေရပဲဘေးရန်ရင်ကင်းစွာအပြင်ကိုမောင်းထုတ်ဖို့ဆိုတာဘလောက်ခက်ခဲလိုက်မလဲနော်ဆိုပါတော့လေ နောက်တနေ့ကျတော့အလုတ်ကိစ္စတွေနဲ့လုံးချလိုက်ပြီးကြွက်ကိုမိသွားရောတတိပြန်ရတဲ့အခါမှာကြွက်ဟာလုံကြုံစိတ်ချရတဲ့နေရာတခုမှာအခြေချပုံအောင်နေပြီပေါ့အန်ဂျီရိုတိုက်ခမ်းမှာချင်းလုံးစကားတက်စရာမလိုလေအေးစားတက်စရာမလိုတာကိုကံကောင်းလာပြီထင်ခဲ့တာအခုမှပဲမှားမှန်သိရတော့တယ်အလုံးပိမဟုတ်တော့အပြင်ကားကြွက်ဟာ နေရောညာရောအချိန်မရွေးဝင်လာနိုင်တာပေါ့ပထမဆုံးကြွက်ကတကားပေါက်ကနေဝင်လာတယ် ုတိယချက်ကဝရဏတကားကနေဝင်လာတယ်။ညညာလေးတိုင်အောင်ဝရဏတကားကိုညံ့တဲ့အထိဖွင့်ထားမိတာကိုပထမကျွမ်းနဲ့ဒုတိယကျွမ်းပေါင်းစပ်မျိုးွားသလားမသိဘူး။အခုပြင်အန်တီအိမ်မှာ ကျွတ်တွေကိုခဏခဏမြင်နေရတော့တာပဲ။အန်တီနွယ်ကအဓိကကျွတ်နေနေရေးသမားပေါ်သမီးရဲ့တခန်းပြီးတခန်း၆လံမောင်းထုတ်တဲ့နီးပေါ့။တိတ်အောင်မြင်နေနေပါပဲ။တကယ်တမ်းကျွတ်နေနေမို့ဆိုတာမခက်ခဲဘူး။ဘာကိုမှထက်မစင်စားဘူးဆိုရင်ပေါ့။ ကြက်သက်စီသုံးလို့ရတယ်။အစာထဲမှာခတ်ပြီးကျွေးလိုက်အောင်ပဲ။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်နဲ့ပိုးသက်စီကိုရှောင်ကျဉ်ရင်လည်းရတယ်။အဝတ်စုတစ်ခုနဲ့ကြက်ကိုအမိအရာအုပ်ပြီးအဝတ်ပေါ်ကနေတရားရိုက်တက်လိုက်လို့ရတယ်။ဒါပေမဲ့အဲ့ဒီနည်းနှခုစလုံးကိုအန်တီတို့ကရှောင်ခဲ့တာကြက်ကလေးကိုတနာလို့ပေါ့။သူတို့ဘာနာခြင်းမှာတေမာကိုကြောက်တက်တဲ့စိတ်ကြောင့်ပါပဲ။အဲ့ဒီတို့ကိုစိုက်ကိုရီလို့တငယ်ချင်းတွေကအားမလို့အားမရဆဲကြတာလေခဏခဏပါပဲ ိုးလောက်လန်းသေးဖို့တောင်းကန်ထဲမှာငါမမွေးချင်ခဲ့တာပိုးလောက်လန်းတဲ့အကောင်ကြီးမှလာတဲ့ကြော်ကိုဘလို့လုတ်ပြီးတက်ချင်မှမလဲနော်ပိုးသက်စီဆိုတာပြတ်မှတ်ထားတဲ့ပိုးမွားကိုသာသိစေရမယ်တခြားမျိုးစိတ်တွေကိုအန္တရာယ်မဖြစ်စေရဘူးပိုးသိပြီးရင်အလိုအလျောက်တက်ပြေးရမယ်ပိုးသက်စီကိုယင်ပါလာတာမျိုးမဖြစ်စေရဘူးရေရှည်မှာအပြစ်ထက်အကျိုးများစေရမယ်ပထမတော့ကိုတိုက်ခံမှာပဲကြွက်ရှိတယ်လို့ထင်ခဲ့တာတလောတော့က ရင်းနှီးကုန်းမှာကြွက်ထောင်ကျောက်တွေအများကြီးရောင်းချနေတာကိုတွေ့ခဲ့ရတော့ရန်ကုန်မြို့မှာကြွက်တွေတော်တော်များနေပြီလို့ကောက်ချက်ချမိပြန်တယ်။ကြွက်တွေဟာစားကျွင်းစားကြံတွေအမိုက်တွေပေါ်မှာမှီပြီးအသက်ရှင်မျိုးပွားကြတာမို့အမိုက်ပုံနဲ့နှီးတဲ့လမ်းတွေအိမ်တွေမှာအများကြီးရှိနေမယ်ဆိုတာတွေ့လို့ရပါတယ်။ကန်ဆိုးစွာပဲအမိုက်ပုံအသေးအလက်အကြီးတွေဟာလည်းလမ်းတိုင်းလိုရှိနေပြန်ရောတမီးရဲ့ပထမဆုံးသူတို့ဝင်ရောက်စတဲ့ခြားတာကညင်ညီထက်တွေ နောက်ဖေးလမ်းကြားကနေခုံကိုပြီးဝင်လာမှာပေါ့အဲ့ဒီကနေမှအထက်ထက်တွေကိုကူးမယ်နောက်ဖေးအုပ်နေရကရေပိုက်တွေပေါ်ကနေတက်လာလို့ရတယ်အန်တီတို့အိမ်ကိုလာတဲ့ကျလို့လေကားကနေပြီးလူတက်တယ်လို့တက်လာလို့ရတယ်နောက်ဆုံးတော့အထက်တိုင်းအခန်းတိုင်းမှာကြွက်တွေရောက်လာကြရောပေါ့ကြွက်သက်ဆေးတွေကြွက်ကိုကော်နဲ့ကပ်မိနေပြီးပြေမရယုံမရအောင်ထောင်ချောက်ဆင်ထားတဲ့ကြွက်ဖန်းကြီးတွေအဲ့ဒါတွေကိုအခုတလောကျကျပြင်းပြင်းကြော်ညာလာတာတတိထားမိတယ် ခဏခဏတွေ့နေရတဲ့ကြွထောင်ကြောက်တွေနဲ့ပေါင်းလိုက်တော့ကြွအန်နေဟာပေါ့ပေါ့တည်တည်မဟုတ်ဘူးဆိုတာသိကြသွားတယ်။တချို့တိုက်ခန်းတွေမှာသာရှိတာမဖြစ်နိုင်ဘူး။တချို့ရက်ကွက်တွေမှာသာရှိတာမဖြစ်နိုင်ဘူး။ရန်ကုန်တမြို့လုံးကြွတွေရှိနေပြီဆိုတဲ့သဘောပေါ့။လူတွေဟာနှီးမျိုးစုံနဲ့ကြွနေနေမှုစူးစမ်းကြမှာပါပဲ။တံပိုးအနေဆုံးဖြစ်ကြွတက်စီကူများသုံးနေမလားလို့အန်တီခံမှန်းကြည့်မိတယ်။မောက်ဆန်နေမှာကြွနေနေနှီးမျိုးစုံမြင်ရတွေ့ရပါမိမယ်။ ကြွက်သက်စင်းနဲ့နေနေမှုကြိုးစားတာတော့မတွေ့မိဘူးသူတို့စီမှာကြွက်သက်စင်းဟာတားမြစ်ထားတဲ့ပိုးသက်စင်းအမျိုးအစားထဲမှာများပါနေသလားလို့စဉ်းစားစရာပဲအန်တီတို့စီမှာတော့ဘယ်ပိုးသက်စင်းကိုတော့ဒီနိုင်ငံမှာမသုံးရလို့တားမြစ်ထားဖို့မရဘူးသမီးရဲ့အန်တီအိမ်မှာတောင်မကြသေးခင်ကာလအထိပြည့်စိတ်တားဖို့အတွက်ပိုးသက်စင်းအမှုန်တွေကိုသုံးခဲ့တယ်ကြောင်ရင်ဘီတို့ရဲ့တိုင်တွေအောက်မှာခွက်ကလေးတွေခံပြီးအဲ့ဒီခွက်တွေထဲမှာပိုးသက်စင်းအမှုန်တွေဖြူထားလိုက်တာပေါ့ ိုတက်စင်မျိုးစုံကိုလမ်းမေးပလက်ဖောင်းဆိုင်တွေနေမှာတောင်ချခင်းပြီးអော်យ៉ាងနေသေးတာပဲပရွေးစိတ်စီတောင်လို့ပေါ်လိုက်သေးတာတမီတတိယမှာပေါ့မြေပြူတောင်နဲ့တက်ထက်တဲ့တူတဲ့စေမုံတောင်တွေလေအဲ့ဒီမြေပြူနဲ့ရေပြီးတားထားလိုက်ရင်အဲ့ဒီနေရာကိုပရွေးစိတ်တွေမလာတော့ဘူးနောက်ပိုင်းမှာရိုးရိုးမြေပြူတွေကိုပဲပရွေးစိတ်စီတောင်ပြပုံမရိုက်ထားလေးသလားမသိပရွေးစိတ်တားလို့မရတော့ဘူးတားထားတဲ့မြေပြူစီးပေါ်ကနေတောင်မှပရွေးစိတ်လေးတွေဖြတ်သွားနေကြတာဗျာ ပိုသက်စရာတကယ်တော့မရှိမကောင်းရှိမကောင်းအမျိုးအစားတွေမှာပါနေတယ်တမိရဲ့စိုက်ပျိုးရဲ့အတွက်ပိုသက်စရာ ရှိမှကောင်းမယ့်အရာပဲဒါပေမဲ့ကဘာမြေရဲ့ကျမ်းမာရေးလူတွေရဲ့ကျမ်းမာရေးအတွက်တော့တော်တော်အန္တရာယ်ကြီးပြန်ရောလေပိုသက်စရာ အသုံးပြုတဲ့ပုံမှားတက်ရှိတတဝါတွေပေါ်ကိုမူတည်ပြီး အမျိုးမျိုးခွဲလို့ရတဲ့ပါဝင်တဲ့ဓာတ်ရုပ်ပစ္စည်းပေါ်မူတည်ပြီးလဲအမျိုးမျိုးခွဲလို့ရတယ်အိဆက်ပုံမှားကိုနှိမ့်နှင်းပေးတဲ့ဈေးမျိုးကို insecticide လို့ခေါ်တယ်။ bacteria ကိုနှိမ်နင်းတဲ့ဆေးကြတော့ bactericide လို့ခေါ်တယ်။မလိုအပ်တဲ့ပေါင်းပင်မြက်ပင်တွေကိုနှိမ်နင်းတဲ့ဆေးကို herbicide လို့ခေါ်တယ်။ခင်ယူတွေဘာတွေကို တတ်တယ်ဆေးကို molasses လို့ခေါ်တယ်။ကြွက်တွေကိုနှိမ်နင်းတဲ့ဆေးကိုတော့ rodenticide လို့ခေါ်တယ်တမီးရေ။အများအပြားတော့ဘုသက်ဆေးဟာဖန်တီးရတဲ့ organic ဓာတုပစ္စည်းတွေပါပဲ။တမျိုးတည်းသုံးတာရှိသလို နှစ်မျိုးသုံးမျိုးဆက်ပြီးသုံးတာလည်းရှိတယ်။တမိတိမဲပူတက်စီကတော့ DDT ပေါ့။အဲ့ဒီ DDT ဟာလူသားမျိုးနဲ့အတွက်အနည်းငယ်ကြီးလွန်လို့အမေရိကန်ပြည်ထောင်စုမှာကြားမြင့်ပိတ်ပင်ထားတာကြားပြီးဆိုပဲ။ Indrin ကိုတမိကြားဖို့မယ်။ပိုလိုလိုနာမည်ပေးထားတဲ့ပူတက်စီကိုတမိကြားဖို့မယ်။မာလာတယံပူတက်စီကိုကြားဖို့မယ်။နောက်ပြီးရုံမြင့်တန်ကြာကနေကြော်ညာတဲ့ပူသက်စီနာမည်တွေကိုတမိကြဖို့မယ်။အဲ့ဒီပူသက်ဆွေးရာဘာအတွက်ပဲတုံတုံ သုံးပြီးရင်းနဲ့စေးချပြီးမြေကြီးတဲ့ရေကန်နဲ့မြစ်ထဲချောင်းနဲ့စီဝင်ဆင်ဝင်ကုန်တာပဲတမီးရဲ့အဲ့ဒီပိုသက်စီအာနိသင်တွေဟာလုံးဝယုံနေပျောက်ကွယ်မသွားဘဲရေထဲမြစ်ထဲမှာကာလတော်တော်ကြာအောင်ရှိနေတာမျိုးအဲ့ဒီကနေပြီးအပင်တွေနဲ့ဆင်ဝင်ပြန်ရောအစင်းနဲ့တက်ရှိတရဝါလေးတွေကိုဝင်ပြန်ရောအဲ့ဒီအပင်တွေကိုစားမိတဲ့တရိတ်ဆန်တွေလူတွေစီဆင်ဝင်ပြန်ရောဒီလိုနီးနဲ့ပိုသက်စီတန်တရားလဲနေလေရဲ့ဒါနဲ့ ရဲစရာများကောင်းမလားတော့မသိဘူးအမေရိကန်နိုင်ငံရဲ့အဖြစ်လေအမေရိကန်နိုင်ငံအစိုးရကတချို့ဘူတက်စီတွေကိုအန်ရရရှိလို့ဆိုပြီးတားမြစ်ပိတ်ပင်ထားပေမဲ့အမေရိကန်စီးပွားရေးသမားကြီးတွေလုပ်ငန်းရှင်ကြီးတွေကညစ်ပတ်တယ်သူတို့နိုင်ငံမှာရောင်းမရတော့အာရှဈေးကွက်ကိုဖြန့်ဖြူးရောင်းချပြစ်လိုက်တယ်အာရှနိုင်ငံတွေကတော့ဝယ်သုံးကြတာအရှံပဲပဲလေ secret လို့ပေါ့တမီးရဲ့သူတို့နိုင်ငံမှာ secret ကိုနေရာတိုင်းဆန့်ကျင်ထားတော့အန်တီတို့နိုင်ငံတွေစီ အလုံးရင်းနဲ့လှည့်ဝင်လာတယ်လို့ပဲပေါ့ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီဘုဒ္ဓဆီတုံပြီးစိုက်ပျိုးထားတဲ့အာရှအာဖရိကကောက်ပဲတည်နံအသီးရွက်တွေကိုပဲအမေရိကန်နိုင်ငံကမှယူတင်သွင်းဖြန့်ဝေပြန်နေဒီဘုဒ္ဓဆီပါတဲ့အသီးနံတွေကိုပဲသူတို့နိုင်ငံသားတွေပြန်စားမိပြန်ရောပေါ့အမေရိကန်နိုင်ငံသားတွေကိုအန်တီမမုံးပါဘူးကိုနဲ့မျိုးတူလူသားတွေပဲလေဒါပေမဲ့ကိုရှုကိုပတ်တဲ့အပြစ်ဟာရဲစရာမကောင်းဘူးလားတရားကြစရာမကောင်းဘူးလားကွယ် ။နောက်ပြီးပြောစရာတကူကအထင်ရှားရှိနေပြန်တယ်။ American ရဲ့မကောင်းမှုတစ်ခုပေါ့။ Agent Orange ဆိုတဲ့ပိုးသက်စီအမျိုးအစားတစ်ခု။ကမ္ဘာတမိုင်းမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တယ်။ American နိုင်ငံကထုတ်လွှင့်အသုံးပြုခဲ့တဲ့ပိုးသက်စီတစ်မျိုးပါ။ American စစ်တပ်က1960ပတ်ဝန်းကျင်လောက် Vietnam စစ်ပွဲမှာတုံးခဲ့တာပေါ့။အင်မတန်အစိတ်ပြင်းတဲ့ပိုးသက်စီအဲ့ဒါကို VNN တက်တော်တွေတစ်ပင်တွေခြုံမင်းတွေရှင်းလင်းတုတ်တင်မှုတုံးခဲ့တာ။ ရန်သူ VNN စစ်သားတွေပေါ်အောင်ကာကွယ်စရာတပ်ပင်တွေကပေါ်တော့သူတို့တိုက်ခိုက်ရလွယ်ကူအောင်မြေပြင်ရှင်းလင်းသွားအောင်အပင်တွေကိုတပ်ဖို့တုံးခဲ့တာပဲတမီးရဲ့အဲ့ဒီဆေးကိုရင်းနှီးထိတွေ့ရတဲ့ American စစ်သားတွေရော VNN စစ်သားတွေပါကင်ဆာရောဂါအစားရှိတဲ့ရောဂါဆိုရရလာတာတွေ့ရတယ်။သူတို့ရဲ့မျိုးဆက်ဖြစ် ကိုအင်္ဂါချုံရင်းတဲ့ကလေးတွေမွေးလာတယ်။ VNN ပြည်သူပြည်သားတွေမှာပါအဲ့ဒီအဖြစ်မျိုးကြုံလာရတယ်။ဒီပိုးသက်ဆေးကိုသုံးမိတဲ့ American စစ်သက်နာမည်ပြည့်ရတယ်လို့ ထုတ်လွှင့်အောင်ချတဲ့ American လုပ်ငန်းရှင်တွေလည်းတရားစွဲခံရလို့ရောင်းလိုက်ရတဲ့ငွေတွေမနှဲပါဘူး။ပိုသက်စရာကိုရင်ရွယ်တဲ့ပြစ်မှတ်ကိုရောက်တာကနည်းနည်းမရင်ရွယ်တဲ့မရောက်စေချင်တဲ့ပြစ်မှတ်ကိုရောက်တာကများများဖြစ်နေတယ်။ဥပမာချင်းကိုနှိမ်နှင်းမှုဆေးဖြန့်နေဆိုရင်ချင်းတွေစီရောက်တာကနည်းနည်းဘေးဘဝင်စင်မှာရှိနေတဲ့ငှက်ကလေးတွေပြားလေးတွေငါးကလေးတွေစီရောက်ပြီးအဲ့ဒီတရဝါတွေတေးရတာများများဆိုပါတော့။ဒါပေမဲ့ဘယ်တက်နိုင်မလဲနော်။ ကျန်ကနေဖြစ်ပေါ်လာမဲ့ငှက်ဖျားယောဂါငန်းဝါဖျားယောဂါ sleeping sickness ယောဂါစင်ခြေတော့ယောဂါအစရှိတဲ့ယောဂါကဆိုးတွေကြောင့်လူတွေတိတ်နေတန်းနေချီပြီးတေကုံရမယ့်အဖြစ်ကိုတော့ကာကွယ်တားမြစ်ရမှာပဲလေရှင်မြောင်းတွေတန်ရှင်းဖို့ဘုဒ္ဓစီဖြင်းရမှာပဲမြက်ခင်းတွေခေါင်းရိုက်ကွင်းတွေရေကူးကန်တွေမှာဘုဒ္ဓစီဖြင်းရမှာပဲရေကန်တွေကိုလည်းဘုဒ္ဓစီဖြင်းရတယ်ရေရင်းတွေမှာဘုဒ္ဓစီဖြန်းတာကိုရွာတွေမှာအန်တီချုပ်မှုတယ် ပိုးသက်စီထည့်ထားတဲ့ရေရင်းကိုရက်အကန့်အသတ်နဲ့တားမြင်ထားတာပေါ့နှစ်ရက်သုံးရက်လောက်ဖြစ်မယ်တင်နေမကြသေးမီဆယ်စုနှစ်တွေမှာတက်ဆင်တဲ့ရေမာသာနေနိုင်တဲ့မျိုးစိတ်20ရာခိုင်နှုန်းလောက်ပျက်စီးသွားခဲ့ပြီပိုးသက်စီဟာရေထဲမြစ်ထဲမှာပြန့်နှံ့ရုံသာမကဘူးလေတုတွေကနေလည်းပြန့်နှံ့နိုင်သေးတယ်အာရှနဲ့ဥရောပမှာတုံနေတဲ့ DDT ပိုးသက်စီတွေဟာလေတုတွေကနေပြီးအမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့အနာတိကပင်ကွင်းကတည်းက ကိုခန္ဓာအစီထဲမှာဥတွေထဲမှာလဲ DDT ပိုးသက်စီအစိတ်တွေတွေ့ရတဲ့ပိုးသက်စီဟာနင်းတွေမိုးတွေထဲကနေလဲနိုင်ငံအနှက်ရောက်တဲ့အောင်းစရာကောင်းတာကပိုးသက်စီတွေဒီလောက်သုံးနေတဲ့ကြာကပိုးမွားတွေယွံနေပြောက်ွယ်ကုန်ရမယ်အစားပိုးမွားပြဒနာတွေစင်ကဲစင်ကဲကြုံတွေ့နေရသေးတဲ့အဖြစ်ပဲပိုးအမျိုးပေါင်းများစွာနဲ့ပေါင်းမြင်မြတ်ပင်များစွာဟာပိုးသက်စီကိုရင်ပါပြီးခုခံနိုင်စွမ်းနေရှိကုန်ပြီး အစားစာထဲမှာပိုးသက်စေအနေနဲ့များပါနေတာလဲဖြစ်ရုပ်ဖြစ်စဉ်ကြီးဖြစ်နေပြီတမီးရေအင်မတန်စီးစနစ်ကြပြီးစီးစားကြောင်းလာတဲ့အမေရိကန်ပြည်ထောင်စုမှာတော့အစားစာတိုင်းလိုလိုပိုးသက်စေအစိတ်တွေ ပါနေတယ်လို့သူတည်တနာလို့စမ်းသပ်တွေ့ရှိထားတယ်တဲ့တနည်းတနည်းမှာကင်ဆာရောဂါတွေပေါင်း2000ရှိနေတဲ့ပိုးသက်စေတွေဟာကင်ဆာရောဂါနဲ့ဆက်စပ်နေတာတွေ့ရတယ်လို့လူရဲ့ဟော်မုန်းစနစ်ကိုထိခိုက်စေတာလည်းတွေ့ရတယ်ဆိုပဲအော် စစ်စေးတည်တည်တနာလုံးကြည့်တော့လဲကြောက်စရာကောင်းတာပေါ့မစစ်စေးတော့လဲဘာမှမသိတော့တမျိုးစိတ်ချမ်းသာရတာပေါ့သူတို့နိုင်ငံတွေကရေတွင်းတွေမြစ်တွေကန်တွေမှာပိုးသက်စေးပနေရခိုင်တုံးပါနေပြီးဘာညာအမျိုးမျိုးဆောင်အသက်တွေချားနေရပါရဲ့ပဝင်းကျင်ထိန်းသိမ်းရေးသမားတွေလှုပ်ရှားတက်ကြွသူတွေကလည်းရေးလိုက်ရတဲ့ဆောင်းပါးတွေထုတ်ပြန်ကြေညာလိုက်ရတဲ့သတင်းတွေတတိပေးနှိုးဆော်စာတွေဒုစီများဖြင့်ဘယ်ရေကန်ဘယ်မြစ်မှာမှ ိုးသက်စေးစိတွေ့တယ်လို့မကြရမသိရပါဘူးလူခန္ဓာကိုအေးပြားကနေတောင် ဆင့်ဝင်နေဆိုတော့ကြောက်တော့ကြောက်စရာပဲနော်စားသုံးသူအတွက်တောင်အန္တရာယ်ကြီးနေတယ်ဆိုရင်ဒီပိုးသက်စေးတွေနဲ့နေ့စဉ်ထိတွေ့နေရတဲ့စိုက်ပျိုးရေးသမားတွေယာကင်အလုပ်သမားတွေအတွက်တော့ပြောဖွယ်ရတာမရှိတော့ဘူးပေါ့အကြီးကျယ်ဆုံးယောဂါကနေအသေးအဖွဲလေးတွေထိဖြစ်နေကြတာပဲကန်ဆာအမျိုးမျိုးကြောက်ကအသေးယောဂါတွေကလေးပြတ်ကြတာတို့ဒါသမီးမရနိုင်မြုံနာတို့ ရိုးရိုးပီစာထိခိုက်ရင်ရင်နာတို့ဖြစ်ကုန်တဲ့ဒီတော့သမီးကမေးလိမ့်မယ်ဒါဖြင့်သမီးတို့ဘယ်လိုလုပ်ရမလဲလို့အုတ်ချုပ်သူတွေအစိုးရတွေကလုပ်ရမယ့်အလုပ်တွေအများကြီးအဖွဲ့အစည်းတွေကဆောင်ရွက်လို့ဆိုရမယ့်အလုပ်တွေအများကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလိုက်နာရမှာတွေအများကြီးပြည်သူလူထုနဲ့တအိုးချင်းတယောက်ချင်းကတည်ရမှာနားလည်ရမှာလိုက်နာရမှာရှောင်ရမှာတွေအများကြီးသမီးကတော့တအိုးတယောက်ချင်းလိုက်နာရမှာတွေတည်ရမှာတွေကိုပဲပြောပြမှာပေါ့ တယောက်ချင်းအနေနဲ့သမီးလုံနိုင်တာတွေပေါ့အစားအစာကိုအသီးအနှံကိုဝယ်ပြီးတဲ့အခါရေစင်စင်စီးပါ အခွန်ရှိရဲ့အသီးအနှံကို အခွန်ကွာပြီးမှစားပါ ဥပမာ စပြက်သီးဝယ်ရဲဆိုတော့စပြက်သီးအခိုင်လိုက်ကို လူတိုင်းရေစေးကြတာပါပဲတထက်နဲ့စေးလို့မစင်မှုထင်ရင်၃လီတက်စေးကြတာပါပဲဒါပေမဲ့စပြက်သီးမှာအခွန်ပါနေတာပဲအဲ့ဒီအခွန်ကိုနှွားပြီးစားလိုက်ပေါ့နော်သမီးငါပြောသည်လေမော်သည် ဒါရီကတော့လူတိုင်းအခွန်နွားစားတာမို့အနေရမရှိတလောက်ပါပဲပန်တီတို့မလကာတီတို့ကြတော့အခွန်နွားပြီးမစားပဲဒီတိုင်းစားကျင်စားကြတာဘာပဲဖြစ်ဖြစ်တန်နိုင်သမျှအခွန်နွားပေါ့လေအိမ်မှာပိုးသက်စီကြွက်သက်စီသုံးရင်ကလေးနဲ့ဝေးဝေးကလေးမမီနိုင်တဲ့နေရာတွေမျိုးမှာသုံးပါစင်စည်းခွေထုံးရင်ဖြန်းရင်ကလေးသေးသေးလေးတွေနဲ့အဝေးဆုံးနေရာမှာလုပ်ပါစင်စည်းခွေကိုအစိတ်အနည်းဆုံးကိုသုံးပါအခုတော့နနွင်းတဲ့နဲ့ပြုပြင်လုပ်ထားတဲ့ ခြင်စေးတိုင်အမွေးတိုင်လိုအချောင်းလေးတွေခေစားနေတာတွေ့တယ်။အန်ဒီဝမ်းသာပါတယ်။ခြင်ကိုပြေးယုံမဲ့ပြေးစေတာမို့ခြင်မျိုးပြုတ်ဖို့တော့မျောလင်းလို့မရဘူးပေါ့။ဒါပေမဲ့တအိမ်ချင်းအတွက်တော့အစိမ်ငွေတွေလို အန္တရာယ်မရှိနိုင်တာမို့တုံးတင်တယ်လို့အန်ဒီထင်တယ်။မိမညိခင်တော့အဲ့ဒီခြင်စေးတိုင်ဟာနန်းနွမ်းနံမှွန်နေတာပဲ။ရေရင်းရေကိုတောက်သုံးရေဖြစ်တုံးတယ်ဆိုရင်ရေကိုဓာတ်ခွဲဆန်းတက်ကြည့်ပြီးမှစိတ်ချရမှာတုံးပါ။ ဘုဒ္ဓဆင်မသုံးမဲရိုးရိုးဆိုင်ပြတဲ့အသီးနှံကိုဝဲပါအမေဒီတစ်ခုကတော့တော်တော်ခက်ခဲလိမ့်မယ်တမီးရေအန်တီတို့နိုင်ငံမှာဘုဒ္ဓဆင်သုံးတဲ့အသီးနှံဘုဒ္ဓဆင်ကင်းစင်တဲ့အသီးနှံလို့ဘယ်သူကမှတီးချခွဲပြီးမရောကြဘူးမဟုတ်လားအားလုံးရောနေမှာပဲဒီတော့ခွဲကြဖို့ကကိုအားကိုပဲကိုရမှာလဲပါတယ်တမီးရေပိုးပေါက်ပါတဲ့အသီးကိုရွေးဝယ်ရုံပေါ့နော်ရေစင်းဆိုင်ပြတဲ့ကတူကဆရာတယောက်ကဟာသပြောခဲ့တယ်လို့လေဒီလိုဆိုပြန်တော့ ိုးကပြိမဲ့ယောဂအန္တရာယ်ထပ်ပေးဘုဒ္ဓဆီအန္တရာယ်ကိုကြောက်နေရကောင်းလားလို့အန်တီကိုအပြစ်တင်စရာပဲပေါ့ဘုဒ္ဓဆီကိုကြောက်မကြောက်တော့မသေးကြဘူးချက်ကိုဘုဒ္ဓဆီနဲ့မထောင်ရတာကတော့သူတစ်ပါးကိုမသက်ရဲတဲ့စိတ်ကြောင့်ပါဒါကြောင့်နန်တောက်ဆဲလို့ကြီးညာထားတဲ့ကောင်းနဲ့လည်းမဖမ်းရက်ဖြောင်းကနေခလုတ်ထီပြီးချက်ကိုသွေးစိမ့်ရှင်ရှင်နဲ့ထိခိုက်တံရရစေနိုင်တဲ့ကြွထောင်ကြောင်မျိုးလည်းမသုံးရက်ကြောင်မွေပြီးခြောက်လမ်းမယ်ဆိုတော့လေ အ ਨੇ ဆုံးတကောင်တကောင်တော့ဖြင့်ကြောင်စားခံရတော့မှာပဲဆိုပြီးအဲ့ဒီနေကိုမတုံးရက်အဲ့ဒီလိုနဲ့ပဲအန်တီတိုက်ခန်းကကြွက်ကလေးတွေကိုအပြင်ပြင်ရအောင်ခြောက်လန်မောင်းထုတ်ရင်စိတ်ညစ်နေရစေပါပဲကလေးယာမဂဇင်2000ကျွန်းရှိခိုးဖပြသွားတဲ့ဆောင်းမကလေးကိုနားဆင်ရသူအပေါင်းတဘာဝပဝင်ချင်းကြီးကိုထိမ့်သိမ့်ကာကွယ်နိုင်ကြပါစေလို့ဆန္ဒပြုပါရရှင်အားလုံးပဲဘေးပြရွေဝေကွာပြီး တာယာလာပါတဲ့နေရာလေးတွေပိုင်းဆိုင်နိုင်ကြပါသေးရှင်ကျမကတော့စာဖတ်သူဝိုင်းပါ